ဒါနောက်ဆုံးနော်မြောင်းမြားလို့ပြောတယ်ကောင်မလေးတင်တယောက်တည်းကိုအုပ်စုဖွဲ့ပြီးတော့မှပားရိုက်တာအားရိုက်တယ်သပင်းစောင့်ဆွဲတယ်ထိုင်ပြီးတော့မှရှိခိုးခိုင်းတယ်ကောင်မလေးတယောက်ကသပင်းလေးနဲ့မတရရမကျင်နဲ့စွာနဲ့ပဲအကောင်မလေးကိုမေးလိုက်မျက်နှာကိုဖြန်းကနေရိုက်လိုက်။တော့ကြောက်ကြောက်လန့်လန့်နဲ့ရိုက်တဲ့ပုံစံမျိုးမဟုတ်ဘူး။ပါးတွေကိုရိုက်တာနော်။ အဖျားအနာလေးထိသွားတာမဟုတ်နော်အားရပါရဖောင်ကနေဖောင်ကနေအဲ့လိုထိသွားတာနော်နှစ်ယောက်နော်အုတ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်လို့မြင်တယ်မအကြီးကမနေ့ကကြောင်းပြမမှာမင်းကလေးချိန်ပြီးရံဖြစ်ကြတယ်ဆိုအဲ့ဒါသမီးတို့မဟုတ်ဘူးဆရာမကိုတဲ့အမကြီးအဲအခက်ဘယ်အတန်းမှမဖြစ်ဘူးဒီကြောင်းမဟုတ်ဘူးလားဒီကြောင်းတက်ခါကြရလေအလုံးမင်းလာပါမြို့ရေ UMK YouTube channel ကိုလိုက်ပါရယ်ဒီနေ့ဒီဆက်ပေးမယ့်သတင်းလေးကအရင်ကအရေးကြီးသတင်းလေးပြဒီသတင်းလေးရပါလဲဆိုရင်ဒီအခုတလို့မြောင်းများကစာတင်ကြောင်းတစ်ခုမှာ ဒီ grace စကြောင်းသူလေးတွေပေါ့သူ့ဖွဲ့ပြီးအနိုင်ကျင့်နေရပေါ့ဒီခလေးမိဘတွေရဲ့တုံ့ပြန်ချက်တွေကိုပြုတ်ပြက်လာတဲ့ view point လေးဒီ view point လေးတွေကိုကျွန်တော်အမျိုးပြတ်တာတည်ဆက်ပေးသွားဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအခုတလော line မမှာလည်းဒီကြောင်းသူကြောင်းသားလေးရာဒီရံပွဲလေးတွေခဏခဏဖြစ်တတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ view point လေးကိုပြတ်တာတည်ဆက်ပေးမှာမို့ကျွန်တော် view point လေးကိုအဆုံးထဲလေးပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်ကျွန်တော် view point လေးကိုဆက်လိုက်ရအောင်

ပါရိုက်တယ်၊သပင်ဆောင်ဆွဲတယ်၊ထိုင်ပြောမှရှကိုခိုင်းတယ်။တော်တော်ကိုလူမိုက်ဆန်ဆန်ကိုဖြစ်နေကြတာနော်။အဲ့ဒါဘာလဲဆိုတော့ကိုရီးယားကားတွေအကြည့်များပြီးအုပ်စုဖွဲ့ပြီးမှအနိုင်ကျင့်တာတွေကိုသူတို့အတူယူမှားသွားကြတာပေါ့နော်။ညာရည်တွေနှိပ်ပါလာကြရတဲ့တူတယ်တိလား။မိဘဆုံးမတာလည်းအရန်အားနေလာကြတယ်။ကိုသားသမီးကိုလည်းကိုမျက်ကြည်ပြက်အောင်ထားတတ်ကြတယ်ပေါ့နော်။အဲ့ဒါတွေကစလာတယ်လို့ထင်တာပဲချင်မရတော့လေ။ကိုသားသမီးကိုမျက်ကြည်မပြက်စေချင်ဘူးပေါ့နော်။ကိုရီးယားက ဟိုဘာလဲကွာအစိုးရကြီးဘာလဲလားရှင်အာတခါတည်းတဲတဲလုံးတဲတဲလုံးလေဖြစ်ပြတ်နေတာကောင်းမလေးတိုက်ရှက်ဖို့ကောင်းတာပဲယွန်းတာအတကုံယွန်းတာတိလားดาวသူတို့อ่ะရှက်ရကောင်းမနာမလဲဘူးအဲအဲ့လိုမျိုးတွေအခုလဲအတူရွာမှားတာအုတ်ဆုလိုက်ဖွဲ့ပြီးတော့မှအနိုင်ကျက်နေတယ်သူတို့อ่ะပို့ပြော့မှလေစိုးတာကရည်ရွယ်ချက်ရှိရှိသူတို့ဗီဒီယိုရိုက်ထားတယ်သူတို့ရဲ့မျက်နာကအောင်နိုင်သူမျက်နာလိုမျိုးရိုက်ထားငါတို့ဒီကောင်မအောင်စုံမမယ်ဆိုတဲ့အခြေအနေမျိုး เนาะစိတ်ဆိုးလို့စိတ်လိုက်မှာပါနဲ့ကွာသူသူရိုက်ကိုရိုက်ကတကြောင်ဒါထားလိုက်အောင်เนาะအခုကမဟုတ်ဘူးသူကရွယ်ချက်ရှိအုပ်စုဖွဲ့ပြီးတော့မှဗီဒီယိုရိုက်ပြီးတော့မှဒီတူးသီးသောကောင်မလေးကိုပါးရိုက်တယ်စပေးနေဆောင်ဆွဲတယ်ထိုင်ပြီးတော့မှတောင်းပန်ခိုင်းတယ်အဲ့တော့ခံရတဲ့ကောင်မလေးရဲ့မအီနေရမှာဘယ်လို့မှမခံစားနိုင်ဘူးနော်အဲ့တော့ကိုသားသမီးလေးကိုမျက်စီမပြတ်ကြပါနဲ့ဖြစ်နိုင်လို့ရှိရင်ကိုတိုင်းသွားပို့သွားကြိုးအဲ့လိုတွေလုပ်ပေးစေချင်တယ်ဒါမဲ့ခုခက်ခက်ရလဲတိတဲ့အတိုင်းပဲ မိဘတွေကအလုပ်တွေကမအားကြဘူးလေနော်လွတ်ချင်လို့လွတ်ကြရတော့မဟုတ်ဘူးမလွဲတာလို့တယောက်တည်းလွတ်ကြရတဲ့အခြေအနေကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုကိုသားသမီးကိုကိုသူများကိုလည်းအနိုင်မကျင့်အောင်လို့သူများအနိုင်ကျင့်တာလည်းမခံရအောင်လို့တေးသေးသေးချာဆုံးမထားဖို့တော့အရန်ကိုလိုအပ်နေပြီလို့တော့ဒါကျမကတော့ မြင်နေအင်ရသမီးလေးဆိုလို့ရှင်အားကြောင့်ချစ်မဘယ်တော့မှမျက်ချေအပြက်မခံနိုင်ဘူးပြန်လာလို့ရှင်လဲចောင်းမဟာរីကိုဟိုးចောင်းစားထတော့မူโจចောင်းစားထတော့နေကចောင်းကဘာဖြစ်လာတယ်ဘာဖြစ်လာတယ်ဆိုတာအမြဲတမ်းနားထောင်တာအဲ့တော့ကိုကတိပြီဘာဘလို့ဘာဘလို့ကိုပါမယ်ဟာរីဆိုကိုကိုတိုင်းပါတယ်ဆ ਿਆ မကိုပြောသိရင်ပြောတယ်နော်သူ့ကိုဟိုသူနဲ့ထိတွေ့တဲ့ဒီကလေးကိုလည်းကိုကိုတိုင်းပြောသိရင်ပြောတယ်အဲ့လိုမျိုးကိုကလိုက်ပြောတယ်ဘာဖြစ်လို့ဆိုကိုသားသမီးကိုအနိုင်ချက်မခံနိုင်ဘူး နော်လက်ဖျားနဲ့မပြောနဲ့မျိုးလုံးနဲ့တော့အကြည့်မခံနိုင်နဲ့အတွက်ကြောင့်မို့လို့နော်အေးအဲ့လိုမျိုးတွေပေါ့နော်ဟိုဂယုစိုက်ပေးနိုင်တော့တိတ်ကောင်းပါပဲလို့ဆုံးမကြပါလို့ကိုသားသမီးကိုအဲ့လိုမျိုးတွေမမှိုက်ရိုင်းရိုင်းနေနော်ဆော့ဆော့ကားကားတွေမလုပ်ကြဖို့လေတကယ်တကယ်ပါဒီနေ့တက်တော့မှတက်လာတဲ့ပုံတစ်ခုကိုပြောပြမယ်တလားမြောင်းမြအထက်က6ပါမင်းကလေးသူရှိရင်မော်ကွာကိုရန်ဆယ်တန်းနေပေါ့အဲ့ဒီအွယ်လေးတွေပေါ့နော် ကိုရန်ဆယ်တန်းဆိုတာလေဟုတ်မာကြီးတို့ခေတ်တုန်းကကိုရန်ဆယ်တန်းမဟုတ်နော်အခုခေတ်ကိုရန်ဆယ်တန်းပေါ့နော်ဟိုအဲ့လိုမျိုးခက်တော်တော်လေးတော့ငယ်သေးတယ်အဲ့ထဲမှာကောင်မလေးတယောက်ကစပိန်လေးနဲ့မတည့်ရတယ်ကြောင်စင်းနေသူတို့အဖွဲတရားပေါ့နော်အဲ့တော့သူတို့ကမကျင်တတ်စွာနဲ့ပဲအကောင်မလေးကိုမေးလိုက်မျက်နှာကိုဖြန်းကနေရိုက်လိုက်အိုးဟိုလိုမျိုးနော်ကြောက်ကြောက်လန့်လန့်နဲ့ရိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးနော်ဟိုသပင်အပြားလေးကိုထိသွားတာတို့ပါးတွေကိုရိုက်တာနော်အဲ့တော့အဲ့လိုမျိုးချော်နေအပြားအနားလေးထိသွားတာမဟုတ်ဘူးနော် အားရပါရဖောင်ကနေဖောင်ကနေအဲ့လိုထိသွားတာနော်နှစ်ယောက်နော်အုတ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်လို့မြင်တယ်မာကြီးကတော့ तू ဘာအပြစ်တွေလှုပ်ထားလှုပ်ထား तू တို့ကိုထုလက်ရမလှုပ်ပါဘူးကိုထုလက်ရမလှုပ်ပါဘူးကြောင်းမှာကြောင်းဆရာမှာရှိတယ်အိမ်မှာမိပါရှိတယ်ရဲစခန်းမှာလည်းရဲတွေရှိတယ်တစ်ဆင့်တစ်ဆင့်ပေါ့နော် तू အမှုကြီးကြီးလို့လှုပ်လို့ရတယ်အုတ်စုဖွဲ့ပြီးတော့ယောက်ျားလေးတွေကဖုံးနဲ့ရိုက်နေတာလမ်းမှာဖြတ်သွားတဲ့လူတွေလည်းရှိတယ်ကိုနဲ့မဆိုင်သလိုပဲ မာကြီးဒါဆိုလို့ကတော့တခါလေလာအကောင်လုံးလာကြောင်ယုံကန်းတော့အကောင်လုံးခေါ်ရမယ်ဂျုံကမှာရှင်အုပ်စုဖွဲ့ပြီးတော့ရိုက်နေတာအကောင်မလေးကိုအားမရသေးဘူးတောင်းမှန်နဲ့ဒူးထောက်ပြီးတော့တောင်းမှန်နဲ့နော်တောင်းမှန်ခိုင်းသေးတယ်နော်ဒီရန်ဖြစ်တဲ့ဒီအရွယ်လေးတွေနဲ့ပေါ့မာကြီးအမြင်ပေါ့နော်ဒီအရွယ်လေးတွေနဲ့တောင်းဒီလောက်တောင်းရင်းရင်းကြက်ကြက်နဲ့တောင်းသူတို့လောက်ရဲကင်ရဲတယ်ဆိုတာသူတို့စားတော့မပေါ့ဘူး ចောင်းသားတွေနဲ့မတူဘူးသူတို့อ่ะလေចောင်းသားတွေနဲ့မတူဘူးမာကြီးလေဟိုအသက်60ရှိတယ်60နာပေါ့เนาะနည်းနည်းပဲလူတော့တက်နှစ်ပဲလူတော့လေเนาะမာကြီးရံမဖြစ်ဘူးတခါမှရံမဖြစ်ဘူးเนาะအဲ့ဒါလေကိုရံဖြစ်မလို့တိုက်ဆိုင်လာပြီဆိုလို့ရှင်เนาะမာကြီးอ่ะသက်ဆိုင်ရံနဲ့ပဲဖြည့်ရှင်းပလိုက်တယ်နှောက်ဆုပ်လိုက်တယ်မာကြီးကြောက်တယ်လို့ပဲထင်တယ်ကြောက်တာမဟုတ်ဘူးရဲတို့ရက်ွက်ယုံတို့လူကြီးတွေယာအိမ်မှုတို့ဟလာဥက္ကဋ္ဌတို့ဆိုတာ ီလိုအောက်တန်းစားတွေအတွက်ထားပါယာအိမ်မူးတွေမရန်ဖြစ်သူတို့ရှင်းလိုက်မယ်လေမကြတော့ရန်ဖြစ်တဲ့လူကိုအောက်တန်းစားလို့ပဲထင်နေမှာယာမအသိဉာဏ်မရှိဘူးဗောတိရစ္ဆာန်ဗောခွေးတွေဆိုတွေ့တာတေတေတေကောက်နေကိုက်ကိုက်နေကြတာပဲပါမတွေ့ရင်ကိုက်နေကြတာပဲလူဆိုတာမကိုက်ရလူအသိဉာဏ်ရှိတဲ့လူဆိုလို့ရှိရင်တချို့ကလည်းပခုံးနှစ်ဖက်ကြားတာခေါင်းပေါက်နေတာနော်တက္ကနရှိဆက်ဆက်တိမခံဘူးတက္ကနရှိကိုကြည့်လို့ဘာမှလည်းမဟုတ်ဘူး နော်အဲအဲ့လိုမျိုးတွေလည်းရှိတယ်နော်ချစ်တို့ရံဖြစ်ကြနဲ့နော်အရှမ်းအောက်တန်းကြတဲ့ရံဖြစ်တာနော်ဟိုလူတန်းစားအဲ့ဒီမှာကွဲသွားတာပဲနော်ရံဖြစ်တဲ့လူနဲ့ရံမဖြစ်တဲ့လူနဲ့အဲ့မှာလူတန်းစားကွဲသွားတာပဲနော်အဲ့ဒါအဲ့ဒါကိုပြောပြတာဒါတော့ရစ်ကြက်ကလေးတွေရံဖြစ်တာနော် မိုက်တောင်းဆိုကြင်တာလေအဲ့ကျောင်းကကျောင်းအုပ်ကြီးမြင်ပါစေလို့ရှင်းပေးပါလို့တေးတေးချာချာဟုတ်နော်မြို့နယ်ကဟာလာပညာရေးမှုတွေကအစအကုန်မြင်ပါစေလို့အဲ့ဒါကိုတိတိယောက်ရှင်းပေးပါဟယ်လိုနော်နှုတ်မတဲ့ထိုင်း မနေ့ကကြောင်းမြင်မှာမင်းကလေးချိန်ပြီးတော့ရန်ဖြစ်ကြရတယ်ဆိုအဲ့ဒါသမီးတို့မဟုတ်ဘူးဆရာမကိုတန်းကအမကြီးဘယ်အခက်ဘယ်အတန်းမဖြစ်ဖြစ်ဒီကြောင်းမဟုတ်ဘူးလားဒီကြောင်းတက်ခါကြရလေနှုတ်ကတော့နှုတ်ပါထင်နေတော့ဂျင်းစပိုးမတွေဟမ်ဂျင်းစပိုးမတွေလူတွေကြည့်တော့ပြစ်တဲ့လုံးတော့မရှိသေးဘူးဘဲတန်းဘဲအခမ်းအဖြစ်ဒီကြောင်းကိုစားပြုတယ် ဒီကြောင်တိုက်ခါကြတယ်ငါတို့တိုက်ခါကြတယ်မြို့ကုန်တို့ဘာထင်နေရောငါတန်နေရမဟုတ်လို့ပေါ့ငါတန်နေရဆိုအကုန်လုံးဆွဲပြေးပြလိုက်လူလိုနားမလဲတဲ့ဟာတနေ့တနေ့အကုတုံများတယ်တို့ဟုတ်ကောစကားပြောနေ စကားပြောနေတာငါစကားပြောနေနေလားပြကောက်ခဲ့တော်တော့ပါးရည်နားရည်ရိုက်ကြတဲ့ဗီဒီယိုလေးဖြူစိမ့်နေတဲ့အဲ့ဒီဗီဒီယိုငါဘာစဉ်းစားမိလဲဆိုတော့ငါចောင်းလို့ပြောရတော့ကတငယ်ချင်းတွေရင်ဖြစ်တဲ့အကြောင်းရင်းတွေကဘာလဲဆိုတော့မုံစားနေတဲ့အချိန်မကြွေးရတော့ငါကြိုက်တဲ့ကိုရီးယားမင်းသားကိုအိတ်ကောင်မှကြိုက်တာတော့ပြောလို့ ကျိုးခုန်နိုင်စီမှာငါတို့ကိုခေါ်ပြီးတော့မစော့တာအဲ့ဟာမျိုးမှာပဲငါတို့ဘဝမှာစိတ်ကောက်ခဲ့ဘူးလေကွာအဲ့စိတ်ကောက်ပြီးဆိုရင်လည်းတကယ်ချင်းလည်းဒီလိုလုပ်လိုက်တာလုံလုံပြီးရင်ခေါ်မယ်ဆိုရင်ဒါကိုနှိပ်ခေါ်ဆိုတာကိုဖြတ်သိရမှာအဲ့လိုမျိုးပဲရှင် Facebook လည်းမရှိဘူး TikTok လည်းမရှိဘူးဖုန်းတငယ်ချင်းတယောက်တည်းဖုန်းနဲ့အဲ့လိုအဆက်အသွယ်မရှိဘူးကြားရမှတွေ့ရယ်မနှက်ဖြန်တွေ့ကိစ္စကိုဒီနေ့ကြောင်းမှရရစီစဉ်ရရတယ်တခါလေးကျရင်အိမ်ဖုန်းတွေကိုအချင်းချင်းခေါ်ပြီးပြောရတယ်ဆိုတော့ စဉ်းစားစဉ်းစားရငါတို့ခြိုင်ဟူပွားလို့တော်တော်တော့ရိုးရိုးရှိရှိနဲ့အဲ့လိုတကယ် outdoor life ကိုပျော်ခဲ့ရတယ်လို့တော့ကွာစဉ်းစားမိအတိအမှန်ခိုင်စဉ်းစားမိအဲ့လိုငါတို့ရေပဲပျော်ဒုက္ခဖြစ်နေရ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြည်ဖိုင်ဒီလောက်ပါပဲ debut ဖိုင်လေးတွေကတော့အခုတော့ line မှာနာမည်ကြီးနေတဲ့ကျွန်တော်အမျိုးဖွင့်ပြတင်ဆက်ပေးတော့ဖြစ်ပါတယ်အဲဒီအကြောင်းရင်းဖြစ်စဉ်လေးတွေကတော့ဒီမြောင်မြမှာဒီចောင်းသူလေးတွေဒီအဖွဲလိုက်ပေါ့နော်ဒီလို soft plot တီးတဲ့ debut ဖိုင်လေးတွေကဒီ line ပေါ်မှာပြန့်နှံ့လာလို့ပေါ့နော်ဒီចောင်းအုပ်ဆီယာမကြီးတွေလည်းဒီတတိထားလို့ရအောင် ဒီတာမီရှိတဲ့မိဘတိုင်းဒီသင်ငန်းစာယူလို့ရအောင်လို့ဘူသူရအနေနဲ့ပြန်လည်မျှဝေတိဆက်ပေးလိုက်ခြင်းဖြစ်တယ်။ဖိုင်လေးကိုလည်းအများမြင်အောင်လို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုဖိုင်လေးရဲ့ပတ်သက်ပြီးတော့အမျိုးရည်အတွေ့အကြုံနဲ့ထင်မိဆက်တွေကိုကျွန်တော်ရဲ့ comment မှာမှတ်ချက်ရေးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျ။ကျွန်တော်တို့ channel နဲ့ဘူသူတက်ရတဲ့အကြောင်းအရာနဲ့ share တဲ့တဲ့တွေကိုမြဲတိဆက်ပေးမှာကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဘေးနာ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel အားပေးကြည့်ရှုသူတွေရဲ့ရှင်နဲ့ကြည့်မြဲကြည့်ပါတယ်။နောက်ထပ်ပြီးပါပြန်ဆောင်ရမယ်။တရား